နိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့တွေ့တွေ့ကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့အော်တိုဘာလ2ရက်ကြာတာပြည်နှစ်အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာကာလာဒီတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်တဲ့သတင်း ဂျပန်နိုင်ငံပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည်ညီလာခံသို့အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တက်ရောက်တဲ့တွင်ခင်ဦးမျိုးနယ်ပါကာဖကတိုက်ပွဲအတွင်းသိမ်းဆီးရမိတဲ့လက်နက်များထဲမှတနက်တချို့ကိုတိုက်နယ်ပါကာဖရိထံဂုံပြုတ်ပေးအပ်တဲ့တွင်နတ်မတူနဲ့မန်တုံမျိုးတွေကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ၃ဦးသေဆုံးပြီးကလေးငယ်တွေအပါအဝင်၆ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တွင်လောင်းလုံမျိုးနယ်ထွေအုပ်ယုံနဲ့ လူမှုကြီးကြပ်ရေးရုံးတို့မှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝန်ရောက်တိုက်ခိုက်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လှန်ရေးဆန္ဒပြလူမှုသပိတ်တဲ့တွေပဲဖြစ်ပါတယ်ရှင်။ဇာကလဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်းကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး20မြင်းဆောင်2025ကိုအော်တိုဘာလ1ရက်မွန်းလွဲတနင်္လာမှာပြုလုပ်ခဲ့ကြပါတယ်အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်ရေးမှုအဖွဲ့ဝင်စီမံကိန်းဗန္နာရေးနဲ့ယင်းနှိမ့်မြုံနယ်မှုဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ ဆလဘီမြို့နယ်တွေရဲ့အာဂျနာတင်သွင်းဆွေးနွေးမှုအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းအတွင်းဝင်နေဒုတိယအတွင်းဝင်နေတွက်ဖက်အတွင်းဝင်နေဌာနဆိုင်ရာတွေရဲ့တာဝန်ရှိသူတွေနဲ့မန္တလေးတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဂျပန်နိုင်ငံပါတီလွှတ်တော်အမတ်များသမဂရဲ့နှစ်ပတ်လည်ညီလာခံတို့မြို့သားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တက်ရောက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များသမဂရဲ့နှစ်ပတ်လည်ညီလာခံတို့ဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ဦးစောပါလာတိန်နဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားသက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်လို့အော်တိုဘာလာတရက်မှာထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံအစိုးရဂျပန်လွှတ်တော်အမတ်တွေအနေနဲ့အကြံဖတ်ဆဲအုပ်စုကျင်းပပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲကိုလုံးဝလက်မခံဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုက်တွန်းတောင်းဆိုထားတဲ့စာကိုအထက်လွှတ်တော်ဥက္ကဋ္ဌမစ္စတာကွန်ဒိုဆိုဤထံတရားဝင်ပေးအပ်ခဲ့ပါတယ်အရင်ညလာကန်တို့တက်ရောက်ခဲ့ကြတဲ့ဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရကိုယ်စားလှယ် ဥသောဘလသိန်းနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားများရဲ့တပ်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်များကအဂျမ်ဖတ်ဆေးအုပ်စုရဲ့တရားမဝင်ရွေးကောက်ပွဲဆိုင်ရာတန်တရာဖြစ်ဖွယ်အချက်လက်တွေကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။အဂျမ်ဖတ်ဆေးအုပ်စုအနာတီမြဲရေးအတွက်ကိုသာဥစားပေးဆောင်ရွက်နေပုံတွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့သဘောထားနဲ့ကုလသမဂ္ဂရဲ့ရည်တည်ချက်အနာသိမ့်ခဲ့ခြင်းကစပြီးဒီချိန်ထိအဂျမ်ဖတ်ဆေးအုပ်စုဆေးရဆွမှုကျူးလွန်ခဲ့မှုတွေ ြစ်မဲ့ပြည်သူများအပေါ်လေချောင်းတိုက်ခိုက်နေမှုတွေကိုအကိုအကနဲ့တကွသက်ဆိုင်ရာအကြောင်းအရာတွေကိုတိကျပြတ်သားစွာတင်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ရှင်။ခင်ဦးမြို့နယ်ပါကဖားကတိုက်ပွဲအတွင်းသိမ်းဆီးရမိတဲ့လက်နက်များထဲမှတနက်တချို့ကိုတိုက်နယ်ပါကဖားရီထံဂုံပြုတ်ပေးရတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းခင်ဦးမြို့နယ် ပကဖကအကြံဖက်စစ်တပ်နဲ့တိုက်ပွဲတွေအတွင်းတင်းစီရမီရဲ့လက်နက်များထဲမှ MA1 တနက်၅လက်ကိုတိုက်တဲ့ပကဖရီထံကိုအသိမှတ်ပြုဂုံပြုချင်းမြင့်ပေးအပ်ခဲ့တယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့က PVTB ကို ပြောပါရယ်လက်နက်ပေးအပ်ပွဲအခမ်းအနားကိုအော်တိုဘာလ၁ရက်မှာပြုလုပ်ခဲ့ပြီးတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့တိုက်နယ်၁၂၃၄၅ရဲ့ပကဖရီကိုဂုံပြုချင်းမြင့်ခဲ့တာပါ ခင်ဦးပါကဖတာဝန်ရှိသူတို့ကအခုလိုဂုံပြုတ်လက်နက်ပေးအပ်တဲ့အစီအစဉ်ကတိုက်ပွဲတွေကရလာတယ်။ရလာတာကို တိုက်ပွဲတွေပူပေါင်းပါဝင်ခဲ့ကြတဲ့မြို့နယ်တွေကတိုက်နယ်အလိုက်ပေးရတဲ့အစီအစဉ်ဖြစ်တယ်။ရန်သူစီကရထားတဲ့လက်နက်ကများလာပြီးမကြီးတုံပြူရကိုပထမအကြိမ်ဝင်တိုက်တယ်လက်နက်တွေတင်းစီရမိတယ်။နောက်မရောင်းလပြူရကိုတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တယ်။ပွဲကြီးတွေကရတာရှိသလို ပျောက်ကြားတိုက်ပြီးရလိုက်တာအကျဉ်းကြီးတော်တော်များများရှိရလို့ပြောပါတယ်။လက်နက်ပေးရပွဲကိုမြို့နယ်ပါကဖတာဝန်ခံမြို့နယ်ပါကဖဒုတာဝန်ခံအင်အားစုဖွဲ့လေ့ကျင့်ရေးတာဝန်ခံစစ်လက်နက်တာဝန်ခံ ကုကဲတာဝန်ခံဆက်သွယ်ရေးတာဝန်ခံတို့မှအတီးတီးဂုံပြုချင်းမြင့်ပေးအပ်ခဲ့တာဖြစ်ပြီးတိုက်နယ်ပါကဖခေါင်းဆောင်ဒုခေါင်းဆောင်နဲ့အဖွဲ့များမှအတီးတီးလက်ခံရယူခဲ့ကြတာပါ။အဆိုပါတာဝန်ရှိသူကပဲတော်လိုင်းရေးအစမြို့နယ်မှာက စစ်စင်ရေးတွေလုပ်ပြီးဆိုကုတ်ကဲရေးတွေတရင်တပ်ဖွဲ့တွေမြို့နယ်ပါကဖားတွေပူပေါင်းလုပ်ကြတယ်တိုက်ပွဲပြီးတဲ့တင်းစီရမိတယ်ဆိုရင်ကုတ်ကဲရည်တရင်တက်ဖွဲ့မြို့နယ်ပါကဖားပေါ့စနစ်တကျခွဲပေးတယ်မြို့နယ်ပါကဖားကနေမှ တိုက်နယ်ပါကဖားတွေကိုတဆင့်ပြန်စီးဆင်းတယ်လို့အဆက်ပြောပါရတယ် အကျန်းဖတ်ဆဲအိုစုဘက်မှရလာတဲ့တနတ်တွေကအစ်စ်တွေဖြစ်တယ်ဆိုတာနဲ့တချို့တနတ်တွေမှာဆက်ယုံကအခုထုတ်လာသလားတောင်ထင်ရပြီးရရှိလာတဲ့တနတ်တွေကိုတိုက်ချွတ်ဈေးကျော်လိုက်တဲ့အခါအစ်စ်အတိုင်းလို့ဆိုပါရယ်အဆိုပါခန်းနာကိုမြွနယ်ပအဖခေါင်းဆောင်နဲ့အဖွဲ့ရီမြွနယ်ပခဖခေါင်းဆောင်ဒုခေါင်းဆောင်နဲ့ပခဖ EC အဖွဲ့ရီတက်စိတ်မှုရီ တိုက်နယ်၁၂၃၄ခေါင်းဆောင်ထုခေါင်းဆောင်တဲ့အဖွဲ့တွေမြို့ပြပျောက်ကြား UG အဖွဲ့တွေအတိအသေးတက်ရောက်ခဲ့ကြပါတယ်ရှင်။နမတူနဲ့မန်တုံမြို့တွေကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးကလင်းငယ်တွေအပါအဝင်၆ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ လက်မတူနဲ့မန်တုံမျိုးတွေကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်9:20မိနစ်မှာ လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ပြည်သူ3ဦးသေဆုံးပြီးကလေးငယ်တွေအပါအဝင်6ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်တပ်ကရဲသားပြည်သူတွေကိုရွေကျဲရှိရှိနဲ့လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့နမတူမျိုးမှာတစ်လုံးနဲ့မန်တုံမျိုးမှာ၄လုံးဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ဘုံကျဲတိုက်ခိုက်မှုကြောင့်နမတူမျိုးမှာပြည်သူ3ဦးသေဆုံးခဲ့တယ်လို့ ကလေးငယ်တွေအပါအဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်၈လုံးနဲ့ထိခိုက်ပျက်စီးခဲ့ရပါတယ်။အကြမ်းဖက်စစ်တပ်ကအော်တိုဘာလ၁ရက်မနေ့ကလည်းမိုးကုတ်မြို့အနောက်ပိုင်းရေထွက်ကြီးကျေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်လုံးလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။အကြမ်းဖက်စစ်တပ်ကပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအဖြစ်နဲ့ကြောင်မဲမြို့နယ်မှာ6ကျိန်၊တီဘောမြို့နယ်မှာ2ကျိန်၊မိုးကုတ်မြို့နယ်မှာ2ကျိန်နဲ့ မိုင်းလုံးမြို့နယ်မှာတကြိမ်ပြုတ်လုခဲ့တာပါဘုံရောက်ပောက်ကွဲမှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးပြီးအမျိုးသားနှစ်ဦးနဲ့အမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကနေအိမ်40အိမ်စာတင်ကျောင်းတစ်ကျောင်းဖုံးကျောင်းတစ်ကျောင်းကျောင်းဆောင်တစ်ဆောင်အဆောက်အဦးတစ်လုံးနဲ့ကားတစ်စီးဘုံစားထိမှန်ပျက်စီးသွားခဲ့ရပါတယ် PNL ကတော့ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကနေရှောင်ရှားနိုင်ရေးအတွက်စီရေးသတိအမြဲရှိဖို့လိုအပ်တယ်ဆိုတာနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနှီးလန့်တွေကိုလိုက်နာဆောင်ရွက်ကြဖို့အတွက်လည်းလိုအပ်တယ်လို့အသိပေးထားပါတယ်ရှင်။လောင်းလုံမြို့နယ်ထွေးအိုယုံနယ်လူမှုကြီးကြပ်ရေးယုံတို့မှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို တော်လိုင်းပူအောင်တပ်တွေကဝန်ရောက်တိုက်ခိုက်ခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ တနင်္သာရီတိုင်းလောင်းလုံမြို့နယ်အကြံဖက်ဆဲအုပ်စုလက်အောက်ခံထွေအုပ်ရုံနဲ့လူမှုကြီးကြပ်ရေးရုံးမှာတပ်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝန်ရောက်တိုက်ခိုက်ခဲ့တယ်လို့ကံပေါက်ဒက်ဖန်ဖို့မှမနေ့ကထုတ်ပြန်ပါတယ်။ဟောအစတကောပါတလုတ်ပဲဆန်ချင်းနေခွေးတော့အမပိုင်နေမို့အဲ ông mô, ông không ông mô, ông 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 đi ông 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 phải ông 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 ဆွဲထပ်ပဲထွေအုပ်ယုံလာဝကယုံတို့မှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်နဲ့ရင်းတို့လက်ပါစေပြူစောထီတို့ကိုစက်တင်ဘာလ30ရက်မနက်6:00နာရီခွဲခန့်အချိန်မှာ ညီနောင်ပူးပေါင်းအဖွဲ့ကတပြိုင်တည်းထဲဝင်ရောက်ပစ်ခတ်ခဲ့တာပါထိတွေ့ပစ်ခတ်မှု၂နာရီခန့်ကြာခဲ့ပြီးအကြက်ဖက်စစ်တပ်ဘက်မှ ထိခိုက်ဒေဆုံးမှုရှိနိုင်ကအရေအတွက်အသေးစိတ်ကိုအတိပြုစုံစမ်းဆဲလို့ဆိုပါတယ်တော်လိုင်းမာမေအဖွဲ့ကရဲဘော်၂ဦးထိခိုက်မှုအနည်းငယ်ရှိခဲ့ကမစိုးရိမ်ရဘူးလို့ပြောပါတယ်အထက်ပါစစ်စင်ရေးကိုဒေါနာစစ်ကြောင်၃ KBDF ဒေါနာတက်ခွဲခွန် LPF Federal ဒူဝင်ကျဲတပ်ဖွဲ့ FBF ထဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်အုပ် DDPDF ရမညမွန်တက်မတော် RMA ပူပေါင်းဖော်ဆောင်ခဲ့ကြတယ်လို့သိရှိရပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်မြစ်ဖြတ်ချင်းမုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဗိစစ်ကြောင့်ကတင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီး အတွေ့ရောင်ရွေးကောက်ပွဲစတင်ခြင်းရဆန္ဒပြတပိတ်ကိုဒီကနေ့မှာပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့တင့်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီရွှေကြီးတဲ့ဗိတ်စစ်ကြောင်းက တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနိုင်စသားကင်ဆွဲပြီးအထူးရောင်ရွေးကောက်ပွဲစတင်ရေးဆန္ဒပြတဲ့ဘက်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနိုင်ဆိုတဲ့စသားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာနောက်ပြမလဲကြီးတော်လန်ရဲ့တပိတ်စစ်ကြောင်းကအထူးရောင်ရွေးကောက်ပွဲစတင်ရေးနဲ့အကြမ်းဖက်ဆက်တဲ့ကြဆောင်ရေးဆန္ဒပြတဲ့ဘက်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြမလဲကြီးဒီတော်လန်ရဲ့တပိတ်စစ်ကြောင်းဆိုတဲ့စသားကိုကင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြင်မြင်တက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဆန္ဒပြတဲ့ဘက်ကိုနှိမ့်စင်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေရှင်ဂျေဆုတင်ပါတယ်ရှင်